အီတလီလူရင်းစင်အသင်းနီးပြဂတ်တူဆိုက2026ကမ္ဘာဖလားပြိုင်ပွဲကိုအီတလီအသင်းခြေစစ်ဝဲမအောင်မှာကအီတလီနိုင်ငံကနေထွက်ခွာသွားပြီးတခြားနိုင်ငံမှာနေထိုင်မယ်လို့ပြောကြားခဲ့ပါတယ်။ ီတလီနဲ့အေစီမီလန်အသင်းတို့ရဲ့နာမည်ကျော်ကွင်းလယ်ခံစစ်ကစားသမားတအူဖြစ်ခဲ့ဖို့တဲ့ဂတ်တူဆိုဟာပြီးခဲ့တဲ့ဇွန်လကမှအီတလီလေရေးစင်အသင်းရဲ့နီးပြအဖြစ်ခန့်အပ်ခံခဲ့ရတာပါနီးပြစပယ်လတီလက်ထက်မှာရလက်တွေဆိုးရွားနေတာကြောင့်ဂတ်တူဆိုကိုပြောင်းလဲခန့်အပ်ခဲ့တာဖြစ်ပြီးဂတ်တူဆိုလက်ထက်မှာတော့ကမ္ဘာဖလားခြေစစ်ပွဲ၄ပွဲစလုံးရာနှုန်းဖြင့်အနိုင်ရရှိထားပါတယ် ဒါပေမဲ့ခြေစစ်ပွဲအုပ်စုမှာနော်ဝေးရဲ့နောက်ဒုတိယနေရာရရှိနေတာကြောင့်တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှုအတွက်လက်ကျန်နှစ်ပွဲစလုံးမှာလိုအပ်တဲ့ရလဒ်နဲ့အနိုင်ရဖို့လိုနေပါတယ်။ရှင်မန်းထားတဲ့အတိုင်းလှုပ်ဆောင်နိုင်ရင်ကျွန်တော်ဂုံပြုတ်ခံသွားမှာဖြစ်ပြီးတကယ်လို့မလုံခဲ့နိုင်ဘူးဆိုရင်တော့အီတလီနိုင်ငံကနေကျွန်တော်ထွက်ခွာသွားမှာပါဒီအတွက်ကျွန်တော်စီစဉ်ထားပြီးပါပြီဒီထက်ဝေးရကိုလည်းထွက်သွားနိုင်ပါတယ်လို့ကတူဆိုကပြောကြားခဲ့ပါတယ် အီတလီအသင်းဟာနောက်ဆုံးကျင်းပခဲ့တဲ့2018နဲ့2022ကမ္ဘာဖလားပြိုင်ပွဲနှစ်ကြိမ်ဆက်ခြေစစ်ပွဲမှာအောင်မြင်ခဲ့တာကြောင့်ဒီတစ်ကြိမ်မှာလည်းထပ်ပြီးလွဲချော်ရမှာကိုအီတလီပြည်သက်တွေကစိုးရိမ်နေကြပါဗျ။